ကစားသမားတယောက်ဟာကိုတကိုးဝန်ရံသွင်းဖို့ဆိုရင်ကွင်းလုံးပြေအော်ဟစ်အားပေးနေတဲ့ပြိတက်တရဲ့ဖီအားကိုသွေးအေးနဲ့ရင်ဆိုင်ပြီးတော့ဒဇရှင်မိတ်ကြီးမမားဖို့လေလိုအပ်ပါသေးတယ်။ ဲ့လိုကိုတကူရဖို့တောင်တော်တော်မလွယ်တာကိုရင်းအများကြီးသွင်းနိုင်မှုဆိုတာကတော်တော်တတော်ကိုမလွယ်တဲ့ကိစ္စရဲ့တစ်ခုပါအဲ့လိုသွင်းဖို့ဆိုရင်တရားဒီလုံးမှာ consistency ဖြစ်ဖြစ်နဲ့ဒဏ်ရာပြေတနာကြီးကြီးမားမားမဖြစ်ဖို့လည်းလိုအပ်နေပါသေးတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဥရောပမှာဂိုးနဲ့အဆင့်2ခုပေါင်းဂိုးပေါင်းဝင်ပတ်သက်မှုအများဆုံးကစားသမား10ယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာမို့ chainId တက်တဲ့ဆိုရင် line နဲ့ subscribe ကလေးကိုနှိပ်ပေးကြပါအောင်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်စလိုက်ရအောင်ပါလမိုင်းရမယ် နီဗျာဟန်စီပလက်ရဲ့နေရာပေးမှုနဲ့အတူ18နှစ်သားလေးဟာကမ္ဘာအင်အားကြီးကတလန်ကလပ်တစ်ခုဖြစ်တဲ့ဘာစီလိုနာရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကမ္ဘာနာမည်ကြီးအကယ်ဒမီတစ်ခုဖြစ်တဲ့လာမာစီယာရဲ့အဓိကထုတ်ကုန်တွေတဲကတစ်ခုလည်းဖြစ်ပြီးတော့စပိန်နဲ့ဘာစီလိုနာအသင်းမှာသူ့ရဲ့အမြင့်ဆုံးဆွဲဆောင်ရည်တွေကိုပြသထားခဲ့ပါတယ်။သူရဲ့ကစားပုံကစားပေါက်ဟာဘာစီလိုနာနဲ့ဘောလုံးလောကရဲ့ကံတွင်ဒီချန်ကစားသမားကြီးလီယိုနယ်မက်ဆီနဲ့ဆင်တူနေတာကြောင့်ပဲဘာစီလိုနာဖန်တွေကတော့မက်ဆီလက်သစ်လို့တောင်းတင်စားခေါ်ဝေါ်နေကြပါတယ်။ သူကညာတော်မှမှာအပိုင်စားရထားပြီးတော့တဖက်နောက်တန်းလေးကိုကြော်ပြက်ကဘောလုံးကိုဂိုးပေါင်းနဲ့လှလပပမိဆက်ပေးတတ်သူလည်းဖြစ်ပါတယ်။ဒီအသည့်ဘာစီလိုနာရဲ့နိုင်ပွဲဒီမှာကီဘီအာရီယောက်ဖြစ်ခဲ့ပြီးတော့ဗာပညာလီဝမ်ဒေါစီတို့နဲ့အတူအကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ဒီအသည့်ပြိုင်ပွဲဆုံးမှာ73ဂိုးသွင်း16ဂိုးဖန်တီးပေးကဂိုးပေါင်းဝင်ပတ်သက်မှု29ဂိုးအထိရှိခဲ့တာကြောင့်ပဲဒီစီးရင်ရဲ့နံပါတ်10နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ဘာကိုလား လိုင်ယွန်အကယ်ဒမီထွက်ကစားသမားတအူးဖြစ်ပြီးတော့2020 21ရာသီမှာလိုင်ယွန်ပြီးအသင်းကနေ2021 2022ရာသီမှာတော့လိုင်ယွန်အသင်းကြီးစီကိုခေါ်ယူခြင်းခံခဲ့ရပါတယ်။လိုင်ယွန်အသင်းမှာခြေစွမ်းပြနေတဲ့သူ့ကို PSG နီးပြချော့ Louis Henry ကဂျိုင်းနစ်တပ်ကကြောင့်ပဲ2023 24ရာသီမှာသူ့အသက်20ရွယ်မှာပဲ PSG အသင်းစီကိုခေါ်ဆောင်လာခဲ့ပါတယ်။နီးပြတဲ့ရယုံကြီးကြီးနဲ့နေရာပေးမှုတွေကိုသူဟာစမပြတ်စေခဲ့ပဲအကောင်းဆုံးစွမ်းဆောင်ကရောက်စရာသီမှာတွေငါးကိုအတွင်ကိုကိုဒီဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ပုံမကစားခွင့်ရရှိခဲ့ကအသင်းပေါ်ဒမ်ဘလီနဲ့အတူခြေသွမ်းပြဂိုးတွေတွင်းယူနိုင်ခဲ့ပါတယ်။ပြိုင်ပွဲစုံ43ပွဲကစားက16ဂိုးတွင်19ဂိုးထိခန်းတီးပေးကဂိုးပဝင်ပတ်သက်မှု30ချိန်ထိပြုလုပ်ခဲ့တာကြောင့်မယ်နံပါတ်9နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။အာလင်ဟာလန်ဟာလန်ဆိုတာနဲ့ကျွန်တော်တို့တွေအနေနဲ့ဂိုးသွင်းဆက်တလုံးဆိုတာကိုလက်ကိုလက်ခံမှရပါမယ်။သူဟာအနာဂတ်ဘောလုံးဒီယောစုကိုကီလီယန်အမ်ဘာပေနဲ့အတူရှင်ပြန်ရနိုင်တယ်ဆိုပြီးတော့အားလုံးကထင်ကြီးပေးခဲ့ကြပါဗျ မနစ်က2024အတွက်ပေးရခဲ့တဲ့ဘာလွန်ဒေါ်စုပေးပွဲမှာလည်းနံပါတ်9နေရာအထိချိန်ဆိုင်နိုင်ခဲ့ပါတယ်။သူဟာနီစနစ်ပိုင်းချိန်ညက်ပြီးတော့ဘောလုံးလမ်းကြောင်းကောင်းမွန်စွာနားလည်တာကြောင့်ပဲပြန်ပတ်နောက်တန်းလျက်တော့စိတ်ရှုပ်စရာဖြစ်လာစေခဲ့ပါတယ်။ ါအပြင်သူ့ရဲ့ physical ဘိုင်းဆိုင်ရာအားသာချက်ကလည်းတခြားသူတွေထက်နှာတပြားတာနေစေပါတယ်ဒီရသည် Man City အသင်းကားချင်းနေတဲ့အချိန်မှာတော့သူဟာဂိုးတွေဇက်တိုက်တွင်းယူပေးခဲ့ပါတယ်တန်ပွဲစုံ36ပွဲမှာ29ဂိုးအထိတွင်းယူက၄ဂိုးဖန်တီးပေးခဲ့ပြီးတော့33ဂိုးအထိဂိုးပေါဝင်ပတ်သက်ခဲ့ကနံပါတ်1နေရာမှာရပ်တည်နေတာပဲဖြစ်ပါတယ် Kylian Mbappe အမ်ဘာပေဆိုတာက အသက်16နှစ်အရွယ်မှာတင်ဝါကလိုပြိုင်ပွဲမျိုးမှာသွေးအင်းနဲ့ကစားပြီးဂိုးတဲ့သွင်းယူပြနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူဟာဆီယာ7လက်သစ်လို့တော့အားလုံးကထင်ကြီးပေးခြင်းခံရပြီးတော့လင်မြန်တဲ့ pace နဲ့သူပြိုင်မှတ်တွေကိုနောက်ကောက်ချကဂိုးတွေသွင်းယူတတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူရဲ့ခြေစွမ်းခြေစားကိုသဘောကျနေတဲ့ PSG ဟာ2019-2018ရာသီမှာအသက်16နှစ်သာရှိသေးတဲ့ဘာပေကိုမိုနာကိုကနေ PSG ကိုခေါ်ဆောင်လာခဲ့ပါတယ်။ PSG မှာအကောင်းဆုံးခြေစွမ်းပြဂိုးတွေအတွင်းကပါရီရိုးရဲ့ဘရင်ဖြစ်လာခဲ့ပါတ ဒါကြောင့်ဘလွန်လောကရဲ့အင်အားကြီးကလပ်တစ်ခုဖြစ်တဲ့ဟာလာမက်ထရစ်ကဘာပီဘောမျက်စိကျလာခဲ့ပါတယ်။သူဟာလည်းမက်ထရစ်ကိုပြောင်းစင်တဲ့အတွက်ကြောင့်မို့ဒီယာဒီမှာမက်ထရစ်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။ယာဒီဆောင်မှာပရက်ရှာရီပီကပိုက်ခွန်ရေးတွေကိုတောင်းလွဲချော်ခဲ့ပေမဲ့အမ်ဘပေကတော့အမ်ဘပေပါပဲ။နောက်ပိုင်းပွဲစဉ်တွေမှာဂိုးရီသွင်းကဝက်ကပ်ပလေးယာဆိုတာပါလဲဆိုတာကိုပြသခဲ့ပါတယ်။ဒီရဒီမှာစုစုပေါင်း44ဘွဲ့အထိကစားက39ထိတွင်းယူခဲ့ပြီးတော့ဒါကိုဒီဖန်တီးခဲ့တာကြောင့်ပဲဂိုးပေါင်းအပတ်သက်မှု36ကြိမ်ထိရှိခဲ့တာကြောင့်ဒီစင်းရဲ့နံပါတ်9နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ အိုစမာနီဒမ်ဘီလီဒမ်ဘီလီဟာရေသွေးရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ဘဲချင်းများချင်းမြေးပဲကြုံရလဲဂိုးသွင်းနိုင်တဲ့ကစားသမားအနည်းသူတွေကတယောက်ဖြစ်ပါတယ်ဘာစီလိုနာအသင်းကနေ2023လရာသီမှာ UO တန်း90နဲ့ပင်သစ်အင်အားကြီးကလပ် PSG ကိုရောက်ရှိလာခဲ့ပါတယ်။ဘာစီလိုနာမှာ6ရာသီအတွင်း60တာအတွင်းယူပြီးစီးရုံအုပ်ကြီးဖြစ်နေပေမဲ့ရောက်စရာသီမှာ69အတွင်းက12ဂိုးထိပန်သေးပေးခဲ့ပါတယ်။ ဒီရဒီမှာကီယန်အမ်ဘာပေရဲ့ရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့ခဲ့မှုကြောင့်အားလုံးရဲ့မျှော်လင့်ချက်တွေဟာဒမ်ဘလီရဲ့ပေါ်ကြားရောက်လာခဲ့ပါတယ်။သူဟာလည်းပြိုင်သက်တွေကိုစိတ်မပြတ်စေခဲ့ဘဲနဲ့ဂိုးရီကောစစ်ပီကိုပါများစွာပြုလုပ်ပေးခဲ့ပြီးတော့သူ့ရဲ့ prime time ကိုပါရောက်ရှိလာခဲ့ပါတယ်။ PSG တို့ချန်ပီယံတိုင်းတွေကိုပြပြတ်သားသားရရှိနိုင်ဖို့ဘာကိုလာနဲ့သူတို့အထောက်အကူပြုခဲ့ပါတယ်။ဒီရဒီဒီပါဘူးတင်းကိုချန်ပီယံလိမ ဖြုတ်ချကာကွာတာဖိုင်ငယ်အထိတက်ရောက်နိုင်အောင်လဲစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။စုစုပေါင်းပြိုင်ပွဲစုံ38ပွဲမှာ930အထိသွင်းက6ကျင်း assist လုပ်ပြီးတော့ဂိုးပတ်ဝင်ပသက်မှု36ကျင်းအထိရှိခဲ့တာကြောင့်ပဲဒီစီးရဲ့နံပါတ်6နေရာမှာရှိနေတာဖြစ်ပါတယ်။အိုမာမမော့စ်မမော့စ်ဆိုတဲ့နာမည်ကကျွန်တော်တို့ဘောလုံးဖန်တွေတော်တော်များများယဉ်နေတဲ့နာမည်တစ်ခုတော့မဟုတ်ပါဘူး။ဒါပေမဲ့သူဟာအတော်ကောင်းမွန်တဲ့ခြေစွမ်းကိုပြသခဲ့ပြီးတော့ဘွန်ဒက်လီကာရဲ့ဒုတိယမြောက်ဂိုးပတ်ဝင်ပသက်မှုအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဒီလိုခြေသွမ်းခြေစာကောင်းမွန်မှုတွေကြောင့်ပဲကရမ်ဘတ်အသင်းစီကနေအင်္ဂလန်ဟင်ယားကြီးကလပ်မန်ချက်စတာစီးတီးသင်းကဇန်နဝါရီပြောင်းရွှေ့မှာခေါ်ယူခဲ့ပါတယ်။မန်စီးတီးသင်းမှာလည်းပုံမှန်ပွဲတော်ကစားကွန်ရရှိကတွင်ကိုလီကိုအထိတွင်ယူပေးနိုင်ခဲ့ပါတယ်။ညူကာဆယ်ကိုလီကိုပြတ်နိုင်ရရှိခဲ့တဲ့ပွဲမှာမာမော့စ်ကာသူရဲ့ပထမဦးဆုံးပရီးမီးယားလီဂ်ဟက်ထရစ်ကိုတွင်းယူနိုင်ခဲ့ပါတယ်။သူဟာဒီယာဒီမှာဖရန်ဘတ်အတွက်တွင်းကို20တွင်းက73ချိန်ဖတ်တီးမှုပြုလုပ်ခဲ့ပြီးတော့မန်စီးတီးရဲ့အတွက်လေးဂိုးတွင်းယူပေးနိုင်ခဲ့တာကြောင့်ပဲနံပါတ်5နေရာမှာရောက်ရှိနေတာဖြစ်ပါတယ်။ရောဘတ်လီဗွန်ဒေါစကီ ဒီမှာကနံပါတ်9ကိုကစားသမားတယောက်စစ်စစ်ရဲ့ ability တွေကိုပြပါဆိုရင်တော့ပိုလန်နဲ့ဘာစီလိုနာရဲ့တိုက်စင်မှုကြီး Robert Lewandowski ကိုပြရမှာဖြစ်ပါတယ်။သူဟာတရားဒီကိုဂိုး40နီးပါးသွင်းတက်သူဖြစ်ပြီးတော့သူ့ရဲ့ finishing ဘိုင်တိကျတေချာမှုနဲ့စိန်သားကိုက်နေရာယူမှုတွေကတပတ်တိုင်မဲ့နောက်တန်းတွေကိုခေါင်းခဲ့စေခဲ့ပါတယ်။အသင်းဘော်တွေ space ချက်နေတဲ့အချိန်မှာလည်းသူဟာပြန်မတ်တပန်းသားတွေကိုဆွဲခေါ်ပြီးကအသင်းဘော်တွေကိုနေရာလုံးရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။တရားဒီဘာစီလိုနာရဲ့တိုက်စစ်ကိုဦးဆောင်ကအနိုင်ရလက်ကိုပေါ်ဖော်ပေးနိုင်ခဲ့ပါတယ်။ စုစုပေါင်းပွဲ40မှာ35ဂိုးအထိတွင်းက3ဂိုး assist ပြုလုပ်နိုင်ခဲ့တာကြောင့်ပဲဂိုးပေါင်းဝင်ပတ်သက်မှု38ချိန်နဲ့ဒီစင်းရံနံပါတ်4နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ Harry Kane အင်္ဂလန်သားတွေထဲမှာ Rooney နောက်ပိုင်းအကောင်းဆုံးကစားသမားကိုပြပါဆိုရင်တော့ Harry Kane ကိုပဲပြရပါမယ်။သူဟာရာသီတန်း consistency ရှိကြီးနဲ့ဂိုးတွေသွင်းပြီးဂိုးပတ်သီးမှုတွေပြုလုပ်ပေးခဲ့ပါတယ်။သူဟာအသင်းပေါ်တွင်လည်းနားလည်မှုရှိကြီးချိတ်ဆက်ကစားနိုင်ပြီးတော့ချိန်သားကနေရာယူကဂိုးသွင်းယူတတ်သူလည်းဖြစ်ပါတယ်။ဆူလာတွေလိုချင်လို့ Bayern Munich အသင်းကိုဖြောင်းရွှေ့ခဲ့သူဟာဒီယာဒီမာချန်ပီယံလိမှာအသင်းကို ကွာသားပိုင်နယ်ထိရောက်ရှိအောင်သူ့ရဲ့သွင်းကိုးတွေနဲ့အတူကူညီဖြစ်စေခဲ့ပါတယ်။ကင်းဟာဘိုင်ယန်ရဲ့အတက်ကင်းချွာယိုကိုအကောင်းဆုံးဦးဆောင်ခဲ့ပြီးတော့39ပွဲမှာ32ဂိုးသွင်းယူကာကိုကိုဒီဖတ်တီးမှုပြုလုပ်ပေးခဲ့တာကြောင့်ပဲဂိုးပေါင်းဝင်ပတ်သက်မှု50ကြိမ်နဲ့ဒီ list ရဲ့နံပါတ်3နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ Rafinha စံပါသားပြီးပြီးဘောလုံးကိုပိုင်နိုင်စွာရေးရဲနှဲ့နှဲ့ကစားတတ်သူဖြစ်တဲ့ Rafinha ဟာဒီရာဒီဘာစီလိုနာရဲ့မရှိမဖြစ်ကစားသမားတွေထဲကတယောက်ဖြစ်လာခဲ့ပါတယ်။ လစ် United အသင်းမှာပြသခဲ့တဲ့သူ့ရဲ့ခြေစွမ်းကိုသဘောကျနဲ့တတ်ခဲ့တဲ့ဘာစီလိုနာတို့ဟာ2022ခုနှစ်မှာခေါ်ယူခဲ့ပါတယ်။ရောက်စနေရာဒီကထက်ဒီရာဒီမှာသူ့ရဲ့ခြေစွမ်းကအကောင်းဆုံးဆိုတဲ့ချင်းတွေကိုရောက်ရှိလာခဲ့ပါတယ်။သူ့ရဲ့ face မြန်ဆန်မှုနဲ့လက်လက်ပပကြော်ဖြတ်ကဂိုးသွင်းယူနိုင်မှုတွေကတပတ်ကြိမ်ပတ်တည်းအတွက်မျက်စိသဘင်မွေးဆူစရာဖြစ်စေခဲ့ပါတယ်။ဒီရဒီမှာ29ဂိုးသွင်းပြီးဂိုးပန်တိမှု17ချိန်ကြီးပြုလုပ်နိုင်ခဲ့တာကြောင့်ပဲနံပါတ်1နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။မိုဟာမက်ဆာလတ် လော့ဂရန်ရဲ့ရိုက်ချက်မှုကိုအန်တုကစူးစမ်းရင်းနဲ့အနေကနေအမြင့်ကိုရောက်ရှိလာတဲ့သူကတော့မိုဟာမက်ဆာလတ်ပါ။ချဲစီသင်းမှာခွန်ရီးတွေမရရှိပဲကစားကွင်းနယ်ပါးကပုံမှန်ခြေစွမ်းရဖို့တော့အမနေရုံးကန်ရတဲ့ဘဝကနေအီတလီကလပ်ဖလိုရင်တီနာအသင်းကိုကန်ထုတ်ခံလိုက်ရပါတယ်။အဲ့ဒီကနေတစင်အင်အားကြီးရိုမာကိုရောက်ရှိလာပါတယ်။သူ့ရဲ့ရိုမာကခြေစွမ်းနေကိုနှစ်သက်သဘောကျနေတဲ့သူကတော့ဂျာဂျန်ကလော့ပါ။ဂျာဂျန်ကလော့ရဲ့ခွန်ရီးမှုနဲ့သူဒီပါဘူးကိုရောက်ရှိလာခဲ့ပြီးတော့ ကောင်းဆုံးဆိုတဲ့ခြေစွမ်းလေးကိုပြသနိုင်ခဲ့ပါတယ်။သူဟာရာသီတိုင်းမှာဂိုး30နီးပါးတွင်းယူကပရီးမီးယားလိရွှေဘနက်စုကိုလည်း၃ချိန်အထိရရှိခဲ့ပါတယ်။ဒီရာသီနီးပါးတဲ့အာနီစလော့ရဲ့လက်ထက်မှာလည်းခြေစွမ်းကောင်းလေးကိုထပ်မံပြသနိုင်ခဲ့ပါတယ်။ညတော်မှာတခြားငွေနောက်ကဘေဂျင်းနဲ့ဂိုးပေါက်ကိုမိဆက်ပေးတတ်တဲ့ဆာလတ်ဟာဒီရာသီမှာ53ပွဲကစားက32ဂိုးထိတွင်းယူပြီးတော့22ချိန်ဖန်တီးမှုပြုလုပ်ကဂိုးပေါက်ဝင်ပတ်သက်မှု54ချိန်အထိပြုလုပ်ပြီးတော့ဥရောပရွှေဘနက်စုကိုရရှိဖို့လည်းရေပန်းစားသုံးဖြင့်နံပါတ်1နေရာကနေပြေးနေပါတယ်။ ဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်ပြောပြပေးသွားတာကတော့2024 2025ရာသီရဲ့တင်းကုန်းနဲ့ SS နှစ်ခုပေါင်း5ပဝင်ပတ်သက်မှုအများဆုံးကစားသမားဆရာကိုဖော်ပြပေးခဲ့တာပါနောက်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုသင်ဆက်ပေးမှမို့ channel လေးကို subscribe နဲ့ကဲမှမမေ့ပါနဲ့နော်